ကိုဟင်းက3,350ကို ျွန်တော်တို့ရွှေဝင်းဝါရေတနာရွှေဆိုင်ရရောတိန်တရာပြီးတော့မန္တလေးနဲ့စကိုင်းပေါ့ကျွန်မတယောက်ထည့်တွေ့ရတယ်တယောက်၅သိန်းပေါ့ကျွန်မတို့ဟိုမန္တလေးပဲတည်ပြည်သူများတော့ကိုသမီးနေနဲ့မတိငွေတိန်တရာနဲ့အတူတူဒါစတော့ခွဲရအောင်ဟိုတော့ရောက်ပြန်မှာပဲဖြစ်ပါတယ်အခုကတော့ဟိုပထမဦးဆုံးဒါပထမဆုံးမင်္ဂလာပါခင်ဗျာအခုဆိုရင်ဗျာနေကလင်းမေးကြောင်းအားလုံးဒုက္ခရောက်နေကြတယ်အဲ့ဒီဒုက္ခရောက်နေတဲ့တွေပေါ့အမျက်ထုံးတဲ့လူသားကတည့်ရတက်တက်ရှိပါတယ်အခုဆိုရင်ဗျာပို့ထုံးမဲ့ page အတူတွေမခိုင်နေွေ page အတူတွေကတကယ်ကိုလူသားနေကြပါပြီ အလုံးမင်္ဂလာပါမွေး channel လေးရရင်ကြိုဆိုလိုက်ပါရဲမိုးခုတစ်ဆက်ပြကျင်တဲ့ view လေးရတော့ငလင်တန်ဟန်တဲ့မိဘပြည်သူတွေမှာသခိုင်းနဲ့ mentality ဟာထိခိုက်ဆုံးရှုံးမှုအများကြီးရပါတော့ဒါကြောင့်မို့လို့တောရလှူဒန်းပေးမဲ့မိဘပြည်သူတွေလည်းအများကြီးရတယ် online ပေါ်ကလည်းဆက်သွယ်ပြီးတော့လှူဒန်းမဲ့မိဘပြည်သူတွေလည်းအများကြီးရပါတော့ဒါကြောင့်မို့လို့ကိုထွန်းမင်းနဲ့အဲဒီຫນွယ်ဘိုးအရာပေါ့နော်သူတို့ရဲ့ပေ့ကိုလှူဒန်းမဲ့ဆိုလို့ရှိရင်လူလိန်လူညာတွေကအဲ့လိုမျိုးပေ့အကောက်အတုတွေဖွင့်ပြီးတော့ပေါ့နော်အဲဒီလိုအလှငွေတွေကောက်ခံနေရဆိုပြီးတော့ပြောလာပါတော့ဒါကြောင့်မို့လို့သူတို့ရဲ့အကောက်အစ်မှန်ကိုပြပြနေရပဲဖြစ်ပါတယ်ဗီဒီယို မ်းမှာဆိုလို့ရှိရင်တော့ဆယ်လီဒီပြီးရင်ချမ်းသာတဲ့တထေးတွေရပါအောင်เนาะလှူဒန်းမဲ့ငွေအမောက်တွေလည်းအရန်အောင်များတယ်ဘဒူတွေဘလောက်တောင်လှူဒန်းမလဲဆိုတာသိအောင်ဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စัจချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးရေးပေးဖို့တောင်းဆိုပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်เนาะ ငလင်ဘေးတင်ပြည်သူများအတွက်ကိုသမီးနေနဲ့မတ်တီငွေသိန်းတရာနဲ့အတူတူဒါစတောက်ဖွဲရများကိုတွားရောက်လှူဒါန်းမှာပဲဖြစ်ပါတယ်အခုကတော့ဟိုပထမအဦးဆုံးဒါပထမဆုံးကိုလည်းပထမဆုံးတွေ့ကြုံခဲ့ရတာဆိုတော့ဟိုဘာလူရမလဲမသိဘူးပေါ့နော်ပထမဆုံးအနေနဲ့စားဖို့တောက်ဖို့အမြန်လွယ်ကူတဲ့ဟာမျိုးတွေကိုပဲတမင်းနေနဲ့ပြင်ဆင်ထားပါတယ်ပေါင်မုတ်တွေပါမယ်ဆန်ပြုတ်တွေပါမယ်ဒီမှာကွေကားတွေပါမယ်ခောက်ဆွဲဘူးတွေပါမယ်အဲရေတံဘူးတွေပါမယ်ပေါ့နော်အခုကတော့ပထမဆုံးအလူဆိုတော့ ဘာလေးလူရမလဲမသိဘောနော်ကိုတိုင်လဲအဲ့နေကအဲ့နေကကြုံခဲ့ရတာဗောကိုတိုင်လဲအဲ့နေမန်လေးမြို့မှာပဲအဲ့နေကတိရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာအပြန်မှာတော့တော်တော်ဆူဆူဘောကပြက်စီးနေရတယ်တွေ့ခဲ့ရတယ်ဗောအခုချက်ချင်းပဲအာအခုချက်ချင်းပဲ လူဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်ဝေသားတွေပါမယ်အဲ့လိုမျိုးလက်ရှိမြ мян စားလို့တောက်လို့ရမယ်ဟာကိုပဲအဓိကဦးစားပေးပြီးတော့အခုလူမှာပဲဖြစ်ပါတယ်ဆံပြုတ်တွေပါမယ်ဒီမှာကိုယ်ကလေးတွေပါမယ်ခေါက်ကွဲမှုတွေပါမယ်အရည်တံမှုတွေပါမယ်ပေါ့နော်အခုကတော့ပထမဦးဆုံးအလူဆိုတော့ဘာလေးလို့ရမလဲမသိဘူးပေါ့နော်ကိုယ်တိုင်လည်းအဲ့နေကအဲ့နေကကြုံခဲ့ရတာပေါ့ကိုယ်တိုင်လည်းအဲ့နေမလေးမျိုးမှာပဲအဲ့နေကရောက်နေတဲ့အချိန်မှာလူမျိုးဖြစ်သွားတဲ့အချိန်မှာအပြန်မှာတော့တော်တော်ဆူဆူဝါပျက်စီးနေရတယ်တွေ့ခဲ့ရတယ်ပေါ့အခုချက်ချင်းပဲအခုချက်ချင်းပဲလူဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်အခုမိုင်းလား ထုတ်ကိုထုတ်ပေးပါအောင်အဲ့ဒါအခုငွေသားတွေပါမယ်ပေါ့နော်ပြည်အမလေးပြည်ဆော်ပြရငွေသားတွေပါမယ်အဲ့လိုမျိုးလက်ရှိမြန်မြန်စားလို့စားလို့ရမယ့်ဟာကိုပဲအဓိကဦးစားပေးပြီးတော့အခုလူမှာပဲဖြစ်ပါတယ်တကယ်လို့နောက်လာမယ့်အလူရှင်တွေကိုလည်းသမီးနေမြန်ကိုသွားလူတဲ့အခါမှာဘာတွေလိုအပ်လဲဆိုတာသမီးနေလည်းအသေးစိတ်ပြန်ပြောပေးပါမယ်လမ်းအခြေအနေရောပေါ့နော်အကုန်လုံးပြန်ပြောပေးပါမယ်အခုကတော့ချက်ချင်းထုတ်ပြီးတော့အခုချက်ချင်းသွားလူမှာပဲဖြစ်ပါတယ်မိုက်ထဲတော့မရတော့လူတွေရတယ်ရတော့ဝေးအေးမိုက်ဆက်မှာမလား ấy cả này Eh, kat sini tu lah. Ngadu ah, ngadu ah, jadi tangga ni lah, teh lah. Mana ni? Mana ni tu 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 ni? Mana ni la suruh ni? Nak kain ni ni ada. ဟုတ်တယ်ရတယ်ရတယ်ဟိုကိုလေးကလိုက်ခဲ့ရမှာလေလိုက်ခဲ့ရမှာခုမှပြလိုက်တာအတင်းနဲ့တခါလဲဆက်ချိတ်ဆက်ပြေးတာသူတို့အကုန်လိုက်လုပေးမှာတဲ့လူပဲနေရာတွေလဲသူတို့လိုက်ပို့ပေးမှာတဲ့ကဲတဲ့ရဲကဲတဲ့ရဲတဲ့ကိုဟင်းကတိန်းတရာနဲ့မှ50ကျွန်တော်တို့ရွှေဝင်းဝါရေတနာရွှေဆိုင်ရကြီးရောတိန်း100ပြီးလို့ရှိရင်ကျွန်တော်ခုနကဒီမှာငွေလွှဲလာခဲ့တယ်ဒီအမှတ်နံပါတ်ကပေးရယူပေါ့နော် ဟန်နတီလာအမ10ဒိကဲအဲ့တော့အပေါ်လုံးကိုကိုဟင်းက3350မှတည်တယ်ချွေရင်းက platinum ဆိုင်ရရော3300တော့ညံနေမှာ50အဲ့တော့ကိုဟင်းမန္တလေးမြို့ကိုကိုတိုင်ကိုကြားပြန်ပြီးတော့ကိုဟင်းလူတက်ပြတ်လောက်ပါမယ်လက်ရှိဘာတွေလိုလဲဆိုတော့တို့ပြောချက်နောင်တွေလိုလဲဆောင်တွေလိုလဲလောဆယ်စားဖို့မုတ်အဒီ6တွေလိုရယ်ပြီးရေလုံးကလိုပါရေရေတောက်ရေလုံးကမရှိဘူးလို့ပြောတယ်အဲ့တော့ဒီ ကိုဟင်းဒီရေးပေးမအောင်ပါလဲကိုဟင်းကို online ပဲကိုညီလေးနိုင်တယ်ကိုရဲကိုရဲမသွားလိမ့်ညာဘူးအခုဒီငရင်ဘေးကိုတော့ကိုဟင်းကိုရဲကိုရဲကိုတော့သွားပြီးတက်လှူတမ်းမယ်မန္တလေးမြို့ကြီးရဲ့အဲကျွန်တော်တို့ဒီစကားရဲ့ပေါ့နော်နှစ်နေရာတော့ကိုတို့ကြီးမှန်းထားတယ်အဲ့တော့ကိုဟင်းရဲ့ဒီလှူမှာအားလုံးပါဝင်လှူတမ်းမယ်ဆိုလို့ရှိရင်ကိုဟင်းရဲ့အဲပေးမှာဘန်နံပါတ်လေးချထားပေးမယ်အဒီဘန်မှာကျွန်တော်တို့ဝင်ပြီးတော့လှူတမ်းနိုင်ပါတယ်ကျွန်တော်တို့ဒီချိန်မှာအားလုံးကရှုပ်ထွေးပြီးတော့အားလုံးကအခက်အခဲဖြစ်နေတဲ့ချိန်မှာ ကျွန်တော်တို့ဒီနေ့ဒီချိန်ဒီဈေးရောင်းဖို့ကျွန်တော်နေ့တနေ့ရဖို့ဆိုတာအားလုံးရဲ့ဒီအင်အားနဲ့ကျွန်တော်တို့အားပေးခဲ့တော့ကျွန်တော်ဒီနေ့ရောက်ခဲ့တာအဲ့တော့ကျွန်တော်တက်လူမဲ့ရှိမှာမန္တလေးမှာအကူအညီဘယ်နာလိုအပ်လဲဆိုတာအားမနာပါနဲ့ကိုရင်းရဲ့ဒီပေလေးဒီ TikTok အကောင့်ချက်ချင်းစာပို့လာခဲ့ပါလက်ရှိအရင်အရန်လိုအပ်တဲ့နေရာကျွန်တော်ချက်ချင်းလှုပ်ပေးပါမယ်နော်လိုအပ်တဲ့ပစ္စည်းတွေခါလေးကြီးလာလို့ရပါတယ်နော်ကဲအဲ့တော့ကိုရင်းရဲ့အလှမှာဒီငင်းလူကြီးမှာကိုရင်းယုံကြည်ခြင်းနဲ့ဝင်ပြီးတော့လှူဒန်းမဲ့ဆိုလို့ရှိရင်လှူဒန်းလို့ရပါပြီကိုရင်း ရောက်သွားပြီဆိုတာကိုရင်ဘယ်နေရာမှာလူနေတယ်ဘယ်နေရာဘယ်လောက်ဖြစ်နေတယ်ဆိုတာကိုအချင်းနဲ့အမြကိုရင်ဘီရိုဖိုင်ရိုက်ပြီးတင်ပေးနေမယ်။ကဲအဲ့တော့ဒီတစ်ခေါက်ကတော့ကိုဟင်းကိုအားပေးရလူတွေပို့ပြီးတော့ကိုဟင်းရုပ်ချင်မှုရှိလောက်ပို့ပြီးတော့ကိုဟင်းကိုအားရအောင်ကိုဟင်းကိုလည်းစေးပြီးတော့လူပေးပါမယ်။ခက်ခဲကြားတဲ့ကတော့ကိုရင်တို့ရှင်းတမ်းမှာပဲ။အဲ့တော့မန္တလေးမြို့ကြီးရောစကိုင်းမြို့ကြီးမှာရောအခက်ခဲတွေအရင်ဖြစ်တယ်လို့ခဏလေးဖိုက်တင်းလို့ပြောချင်ပါတယ်။ဘာကြောင့်ဆိုတော့မကြခင်ကိုဟင်းတို့စာနဲ့ရိတ်ခါအပြည့်စုံနဲ့အရောက်လန်းခင်လို့ကိုဟင်းကတိပေးတယ်။ ော့အဲ့တော့ကိုရင်ဘီလို file လို့တွေ့ဆိုရင် like share share ပါပြီပါပြီးလို့ရှိရင်ဘယ်နေရာမှာဘာတွေလိုအပ်လဲဆိုတော့ comment ထဲမှာအမြဲတမ်းကြည့်ပြီးပါခင်ပြောချင်ပါခင်ဗျကဲအများကြီးမပြောတော့ဘူးကိုဟင်းနဲ့ခတ်သူပါဝင်လှူဒါန်းလို့သူများငားဘက်ပဲနဲ့နိုင်ဆက်ဘက်ပဲနဲ့နိုင်စိတ်တော့ထည့်လို့ရတယ်ဘာနံပါတ်ချထားပေးမယ်ကျလို့အရင်ဒီမှာခင်ဗျငနေဘေးသင့်ပြည်သူတွေကိုအမလူရမ်းမဲ့30ပါเนาะ30ပါဒီလိုပတ်စံနေရာကိုအမဘာလို့ ਆ ဆိုအမဈေးအောင်ပါပါတယ် ဇင်ရောက်မိရတဲ့ပတ်စံနဲ့အမကလုပ်ပါတယ်။အဲ့တော့အမရှိမှဝယ်ယူအပ်ပေးကြတဲ့ customer များအားလုံးကိုအမကကျေးဇူးအထူးတင်ရှိပါတယ်။အာလှူတယ်ဆိုတာအမကသူများလိုခါတိတ်နေထောင်းနဲ့တောင်းနဲ့ခြီးပြီးတော့ချမ်းသာလို့အမကလှူတာမဟုတ်ပါဘူးเนาะကိုယ့်လက်ထဲမှာဟိုတိတ်တိတ်လေးဆက်ဆိုတော့ကိုယ့်လက်ထဲမှာတိတ်တရာလောက်ရှိရှိတာဘိုးမတိတ်လေးဆက်လှူတာကိုယ့်ရဲ့စီးစိမ်ဟိုတတော်ဝက်လောက်ဟိုကိုကလှူပြစ်တာเนาะအဲ့ဒါဟိုဈေးရအောင်ဆိုဈေးရအောင်အမတို့ဒီတရက်နေ့အတွင်းမှာဒီဟာဒီဟာသွားလှူမှာ ပြီးတော့လူမဒါက340ဟိုဒါကမနက်ကဟိုငွေ6ထိုင်ကငွေ6ငွေ6ငွေ6ဆိုင်ညီမလေးညီမလေးအေးအောင်ဒါကသူကတသ340နဲ့တသ340နဲ့တသဒါကအမားကဒီဟိုငလျင်ဘဲတဲ့ပြည်သူတွေကိုလှူမဲ့ပတ်စံဒီတရားနေ့အတွင်းသွားပြီးလှူခြင်းပါလေဘယ်နေရာဖေဒေသတွေမှာသူကမဲ့ဆိုအမားလည်းဝေဝဲမရဟိုကျန်တဲ့သူတွေကလည်းအဲ့လိုမျိုးသူတို့တွေစီစဉ်လုံးရှိသေးတယ်စီစဉ်လုံးကသူတို့အလူငွေတွေသူတို့ဟိုကဖြစ်လုံးရှိသေးတယ်အဖေအမားကတော့အမားကအမှုအလူငွေကခံစရာမလိုအမားပတ်စံနဲ့အမားဒါသွားလှူလား အမပဲဆန်နဲ့အမထူတာဘယ်နေရာဘယ်ဒေသတွေကိုလှူသိမ့်နေဆိုတာလေအမကိုမက်မှာအကြံလေးတွေပေးထားပါတော့ဒီကဒီအသွားလှူမှဆိုရင်တော့မကကိုယ်တိုင်ကိုယ်ကျသွားလှူမှာအားဖြစ်တယ်ဟိုပေါ့အလှူသွားလှူတဲ့အချိန်တွေမှာတော့မကတော့ဒီမှာဈေးရတော့ရောင်းရမှာပဲမဝင်တဲ့နေရာဈေးရဆက်ရောင်းမှာပဲဘာဖြစ်လို့ဆိုတော့ဒီကြားတဲ့ပတ်ဆန်နဲ့အမတို့လှူရတာနော်အခင်မကောင်းလို့ ဟိုကဖြစ်လို့ယူကြောင်ဆောင်နေတော့ဟိုဘာတို့ညာတို့အမားတို့မြောက်အမားတို့ကဒီပတ်ဆံရမှာထမင်းစားပါတယ်ဒီပတ်ဆံရတဲ့ပတ်ဆံနဲ့ထမင်းစားပါတယ်ရတဲ့ပတ်ဆံနဲ့လှူပါတယ်အချိန်နဲ့အချိန်ခါဆိုတာအမသိတယ်နော်ဒါမဲ့လို့ဒါတွေကလှူမယ်ဒါတွေကအမလှူပေါ်တော့စစင်လိုက်ရဝန်တန်းနေတဲ့အရင်ဝန်တန်းနေရဲ့စားဝင်နေရင်သူရဲ့နော်စားစရနေစရိတ်နော်နေစရစိတ်ဒါကအမရဲ့မခုံစရိတ်ကြီးသူတို့ရဲ့လားစာတွေအတွက်အမကပတ်ဆံကမရှာလို့မရပါဘူးရှာပါတယ်နော် ရှားပါတယ်ဒီချိန်လေးတွင်မှာနားပါနားပါဆိုတာအမကဒီမှာဖြူနေတယ်လေရသမျှကိုဖြူနေတဲ့အတွက်နောက်တစ်ခါထပ်ပြီးဖြူနိုင်မို့နောက်တစ်ခါထပ်ပြီးတော့ရက်တည်နိုင်မို့ဆိုတာကသူကတော့ရှောက်စီးစင်းနေရမှာပဲเนาะလုပ်ငန်းကတော့တော့ရှောက်လဲပန်းနေရမှာပဲဒါကအမဒီတရက်နှစ်အတွင်းဒီပတ်စံသိန်း50ကိုရေဘေးသိန်းဘာလို့ရေဘေးရရေဘေးတော့ဖေရေဘေးနှုတ်ကကျုံးလာဟိုဟာငလေဘေးသိန်းပြည်သူတွေအတွက်ဖြူရန်သွားမှာဖြစ်ပါတယ်အဲ့ဒါဘယ်နေရာဖေဒေတာမှာအရေးကြီးတယ်ဘလို့တွေဖြူရမယ်ဆိုတာအမကိုတစ်ချက်လောက် အကြံပေးအောင်ပေါ့နော်ဒီတရက်နေ့အတွင်းသွားချင်တယ်ဘယ်နေရာကိုသွားပြီးဘယ်လိုလောက်ရမလဲဆိုတာအချက်စဉ်းစားနေတာဘာဖြစ်လို့ဆိုတော့ကိုကအဖွဲ့ရှိနေသွားတာမဟုတ်ဘူးပျောက်ထက်ကိုယ်တိုင်ကိုယ်စားသွားပြီးလှူမှာဆိုတာကိုဒါအမှပြောပြတာဖြစ်ပါတယ်နော်အဲဒီပတ်စံနဲ့ဘယ်ရရလဲတွင်းနေရလဲနိုင်မရပါဘူးမိုးပေါ်လည်းမကြပါဘူးစေရမီပင်ပပန်းရောင်းမီသူများအပြောဆိုခံပင်ပပန်းရောင်းပြီးတော့ရလာတဲ့ငွေပါကိုကိုရဲ့ချွေးနဲ့စာကကိုလှူခြင်းလဲရတယ်မလှူခြင်းလဲရလှူခြင်းလို့လှူတာပါစေစနာရှိလို့လှူတာပါနော် တူတဲ့လှူတာပါနော်ဒီမှာဟိုညီမလေးတယောက်ကအနှူ1000တော့ပါတူတဲ့လှူတာပါအနှူလဲခံမစားပါဘူးနော်လှူလို့လဲဘန်းပြပြီးတော့ဘာဘန်းပြပြီးတော့လှူခံမစားဘူးမင်္ဂလာပါခင်ဗျာအခုဆိုရင်ဗျာနေကလင်ဘေးကြောင့်အားလုံးဒုက္ခရောက်နေကြတယ်အဲ့ဒီဒုက္ခရောက်နေတဲ့တွေပေါ်အမျက်ထုတ်မဲ့လူသားကတည့်ရတက်တက်ရှိပါတယ်အခုဆိုရင်ဗျာပို့ထုတ်မဲ့ page အတူတွေမခိုင်နေဝင် page အတူတွေကတကယ်ကိုလှူစားနေကြပါပြီအဲ့ကျွန်တော်အခုဒီနေ့အလှူ ဆက်လုပ်ပြီးဆိုရင်ရေဘိုးကြီး page 2တွေကလည်းထွက်လာတော့ရောဖြစ်ပါလိမ့်မယ်။အဲ့ဒါဒီ page တွေမှာအဓိက main ပြောချင်တာကဗျာ automation page ကို follower 9000တော့ရှိတယ်။အခုတို့ trending page ရဲ့ follower လေးတော့ဝင်ကြည့်လိုက်9000တော့ဆိုရင်ဒါ automation page ကျွန်တော် page ဆိုရင်1.1 million ရှိပါတယ်။အဲ့ဒီ page asset တွေကိုပဲဆက်တွေ့ပါခင်ဗျာ။ကျွန်တော်ရေဘိုးကြီးကတော့လုံးဝအခုမခံပါဘူး။ဘိုးတော့တကယ် price တွေ main asset ဆိုရင်အပေါ်ဒီမှာစိတ်ချယူပြီးသွားသူ့ကိုလည်းရပါတယ်ခင်ဗျာ။ကဲအဲ့ဒါလေးလေးကျွန်တော် share လုပ်ပေးတာပါ။ကျေးဇူးပါခင်ဗျာ။ကျေးဇူးပါတယ်။ follower 9000ရှိမှ automation page ပါနော်။အဲ့ဒါလေးလေးတစ်ချက်ပြူးဆိုင်ပေးပါဗျာ။အဲ့ဒါလေးလေးတစ်ချက်ပြူးဆိုင်ပေးပါဗျာ။ဒီမင်းတို့ရဲ့ ေဖြစ်စဉ်စစ်တဲ့သဘောနဲ့ပြောတာပါဖြစ်ပါတယ်လိုရရင် messenger call fiber ကို follow ရပါတယ် line ရှိရင်ခင်ပါမယ် line ရှိတော့ခင်ပါပြကျေးဇူးတော့ပါသတိပဲတော့မှာသူတို့ line ရမရအပြက်ဖို့များတာပေါ့နော်အဲ့တော့သူ view site ပြီးမှသူဝေးတာပါကျွန်တော်တို့ဘက်က reply လေးရမှာသူဝေးပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါမနေ့ကတက်လာတဲ့သတင်းလေးကိုကြည့်ပြီးတော့ခါဦးတညာလုံးစိတ်မကောင်းဖြစ်ရတယ်တညာလုံးလည်းငိုခဲ့ရပြီးပြီ အဲ့တော့ခါဦးတခုစဉ်းစားမိတာလေ။အော်ငါပြိုလဲနေလို့မဖြစ်ဘူး။ငါကူညီရအောင်ပဲပေါ့နော်။အဲ့တခုကိုခါစဉ်းစားမိတယ်။အဲ့တော့ကိုထွန်းခင်တဲ့ခါဦးတို့နှစ်ယောက်ပေါ့နော်။တင်းတရာတီတီမတီပြီးတော့အခုငလျင်ဘေးတင်တဲ့မိဘပြည်သူတွေအကုန်လုံးအတွက်ကိုလှူဒန်းသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းဒီကနေ့ပြောချင်ပါတယ်ရှင်။ပြီးတော့လေတဲလေးတို့အခုအမြန်လန်းနေအားလုံးကောင်းပြီဆိုတာနဲ့ခါခါတို့ခါဦးထမင်းဆိုင်မိသားစုကနေပြီးတော့မန္တလေးကိုသွားပြီးတော့ အားလုံးအတွက်ကိုချက်ပြုတ်ကူညီလှူဒန်းပေးသွားမှာဖြစ်တဲ့အကြောင်းကိုဒီနေရာကနေပြီးတော့ခါခါချက်ရတဲ့သူတွေကိုအတိပေးခြင်းပါတယ်ရှင်။အဲ့တော့အခုခါဦးထမင်းဆိုင်နဲ့အတူတကွပူပေါင်းလှူဒန်းခြင်းနဲ့အလှရှင်တွေများများတွေ့အောင်လို့လဲသဲလေးတို့များများ share ပေးကြအောင်နော်ဒီဗီဒီယိုလေးကိုကိုထွန်းခင်နည်းနည်းပြောအောင်လေအားလုံးဘေးကင်းပါစေဗျာ။ အားလုံးပေးခဲ့ပါစေနော်အားလုံးအဆင်ပြေပါစေကျမအနေနဲ့အဖြစ်များတဲ့မန္တလေးနဲ့စကိုင်းပေါ့ကျမတယောက်ထည့်တွေ့ရတယ်တယောက်၅သိန်းပေါ့ကျမတို့ဟိုရေဘေးအတွက်တုန်းကလည်းကျမ73သိန်းလှူထားတာ哦အခုကျတော့ဒီငလျင်အတွက်ကို ကျမတယောက်သေးကကျမကအခုအဘသူတွေတကယ့်အကူမှာကယ်ဆယ်ရေးလုပ်နေတယ်လဲဆိုတာကိုကျမရှာတာပေါ့ဒီနေ့ကတော့ကျမမိုးလင်းကလေးကမျက်နှာတိတ်ပြီးတော့အ ဘာသာပြန်ပြီးတဲ့အခါကျတော့ email တစ်စောင်ပို့နေတာအခုမှပို့ပြီးသွားတာအခုမှပို့ပြီးသွားတဲ့အတွက်ကျွန်မအခုမှလိုက်တက်လာတာရေတောင်မချိုးရသေးဘူးမိုးလင်းကလေးရကျွန်မမျက်နှာတက်ပြီးတော့ဒီမှာထိုင်းနေရတကယ်ကိုရေတောင်မချိုးရသေးဘူးဒီမှာအိုက်ဆန်တာကျွန်မအခန်းကဘလို့ပြီးလို့ဘူးနာလည်းမတည်ဟီတာလည်းဖွင့်ထားပဲနဲ့ဟီတာလည်းဖွင့်ထားပဲနဲ့ပူနေတော့ကျွန်မကတကယ်အဖြစ်များတဲ့စကိုင်းဘက်ကို၅သိန်းပြအာပြီးတဲ့အခါကျတော့ကျွန်မတို့မန္တလေးဘက်ကို၅သိန်းပို့အဓိကကတော့ဘာလဲဆိုတော့ လိုအပ်တာကဘူဒိုဇာလှူတဲ့သူတွေလက်ရှိတာပေါ့အဲ့တော့စီလိုရင်လည်းလိုမယ်နောက်ကကြားလို့ရလို့ရှိရင်အုပ်တဲတဲ့ကားတွေအဲ့လိုမျိုးတွေလိုမယ်ပေါ့ခုချိန်မှာကယ်ဆယ်ရေးရအဓိကပဲသိတယ်မလားအမပြည့်စည်တဲ့နေရာတွေကလည်းဝိုင်းဝန်းကူညီတာဖြစ်တဲ့အတွက်ပြည့်စည်တဲ့နေရာတွေလူတွေထုတ်ပေါ်ရရေးကြည့်တယ်ကျမတို့ကတော့ဒီဟာကိုကိုကျမတို့ကြည်နေတာပေါ့ကျမတို့ကြည့်တဲ့အခါဆော့ဆော့တုန်းကသခိုင်းဘက်မှာဆိုရင်ကိုဒိုးဒိုးထင်တယ်အော်ကျမကြည့်လိုက်တာတိတိကျကျလုံနေတယ်ဗျ အချို့ကလာပို့တာအာတချို့ပရာဟိတာအပေါ်ရန်လုတ်တဲ့သူတွေကိုကျမလိုက်မကြည့်ဘူးတကယ်ကိုမှပင်ပင်ပန်းပန်းနဲ့အလုတ်လုတ်နေကြတဲ့သူတွေကြတော့သူတို့ဖတာသူတို့ဟိုခမင်းစားရင်ပဲဖြစ်ဖြစ်ဒီတဲ့မှာစီတုံးလာပဲဖြစ်ဖြစ်ကြည့်ရမလားအဲအဲ့ဒီလူမျိုးကအရေးကြီးတယ်အခုတော့ကိုဒိုးဒိုးတို့ကတော့ကျွန်မဆက်သွယ်ထားတယ်အဲ အဲသူတို့အခုပင်ပန်းလို့ထင်တယ်မနေ့ကျလို့ရှိရင်တော့ကျမကချက်ချင်းပဲပို့ပေးလိုက်မှာပေါ့နောက်ခါကျရင်မနေ့ဖန်ကျမှမန္တလေးဘက်မန္တလေးဘက်ကတော့လူတော့တွေ့ထားတယ်ကျမသွားပြီးတော့လေ့လာပြီးတော့မှပို့မယ်အဲကျမပို့ပြီးသွားတာနဲ့ဒီကိုရီးယားမှာရှိတဲ့လှူခြင်းတဲ့သူတွေအားလုံးလည်းဒီကိုစီမှာသွားလှူဆိုပြီးတော့ကျမကပြောပေးမှာအာဘာကြောင့်လဲဆိုတော့ကိုရီးယားမှာပောက်ကရလူတွေကိုမလှူမထူပါနဲ့မလှူပါနဲ့နင်တို့တွေအချိန်ကြီးသူတို့ကကားဝယ်စီးသွားမယ်သူတို့ကအိမ်ဝယ်သွားမယ်မရောက်ဘူးနော် အေးအဲ့လိုမျိုးပြောတဲ့အတွက်ကျမကိုပေါက်ကရ40ပြောမှာပဲပြောချင်ပြောကျမတိတ်ဒီမဆိုင်ဘူးစကြရယ်โอเคအဲ့တော့ကျမအနေနဲ့ကကျမလို့ဘာမဟုတ်တဲ့မိန်းမလေးဟုတ်တယ်မလားသူတို့တွေတောင်ကျမကိုပတ်စံမရှိဘူးလို့ပြောတယ်လေအဲ့လိုမိန်းမတောင်မှ70သိန်းလူသေးတာပဲကိုရီးယားမှာတိတယ်မလားတကယ်ကိုမှနာမည်ကြီးတဲ့သူတွေလဲ70သိန်းစီလှူကြလေ ြီးတဲ့အခါကျတော့ကိုရီးယားမှာဒီတက်လိုက်ရအောင်ဘန်ပြပြီးတော့ဂျီဝမ်ဗီဇာတွေယူထားကြတဲ့လူလဲနင်တို့လှူကြလေနင်တို့ဘောစီတွေဟာအေးမလှူကြတဲ့လူလားရတယ်လေကိစ္စမရှိဘူးမလှူလားမလှူကြတဲ့လူတွေအားလုံးကလေနှောက်ဆုံးပါဗျာတက်လိုက်ရအေးချမ်းသွားပြီပြီဆိုလို့ရှိလို့ရှိရင်တန်ယုံကဘယံလုတ်လုတ်မှာပဲဘယံလုတ်လုတ်တဲ့အချိန်မှာကျမက G1 visa ရှောက်ထားတဲ့သူတွေအားလုံးကို record မှတ်ပါလို့ကျမကကြံညာပေးမှာတည်တယ်မလား အဲ့ဒီ G1 visa နဲ့ဒီနိုင်ငံမှာနိုင်ငံရေးခိုလုံခွင့်နဲ့နေတဲ့နေတဲ့သူတွေအယောက်ကို6000ကျော်တာ။နင်တို့1တယောက်တသိန်းပဲထည့်စမ်းမှာ1တယောက်တသိန်းထည့်တာနေတယ်မြန်မာပြည်မှာအခု3နဲ့ပဲမြောက်လိုက်။6000ဆိုတဲ့ကသိန်းပေါင်း6000ကျွန်မပြောတာပဲ။အဲ့ဒါကို3နဲ့မြောက်ရင်သိန်းပေါင်း1000နဲ့8000ကျပ်ရမယ်။အဲ့ငလျင်အတွက်လှူလိုက်နော်။ပြီးတဲ့အခါကျတော့ဓမ္မမို့လို့ရှင်လက်တက်လိုက်ရအတွက်လည်းလှူလို့ရတယ်ငလျင်အတွက်လည်းလှူလို့ရတယ်။တယောက်1000တယောက်ကိုတသိန်းပဲလှူအောင် ဝမ်တသိန်းပဲလို့သူနင်တို့ဝမ်တသိန်းတောင်မှမလူနိုင်အောင်ကိုရီးယားလူတွေမွေးနေတာလားပြည်လေအဲ့အိတ်ဖွင့်လဲကွာဖွင့်ကဲအာမနေ့ကလားအဲ့ဒါအလုံးမင်္ဂလာပါသူဖုန်းတို့ဒါငရင်ဘေးကိုငရင်ဘေးမတ်တီမယ်ဆိုတော့သိန်းတရာဘယ်ရလဲဆိုတာလေးပြချင်လို့ပါ အဲဒီပတ်စံတွေကတော့ဘုန်းကဒီစွန်စာကွန်စာပေါ့လေစွန်စာကွန်စာအလူပွဲတွေစွန်စာကွန်စာတတိယမှာစွန်စာကွန်စာဒီအလူပွဲတွေကြာကြွားတိုင်းမှာအဲရလာတဲ့ဓမ္မပူဇာလေးတွေရောနဝကမ္မတွေရောအကုန်လုံးကိုဒီထက်မှာထည့်ထားပါတယ်မသုံးပါဘူးအဲမူလရွယ်ချက်ကတော့ဖျားတယ်ဟိုတဲ့ခါထည့်ဖို့ဖြစ်ပါတယ်ဒါပေမဲ့အခုဖျားတယ်ဖို့ကိစ္စအလဲလို့လို့စေတော့မရမသေးချာ ဖြစ်သွားတယ်ဆိုတော့ဒါဘုံတို့လောလောဆယ်ဒီပတ်စံမတည်ပြီးတော့ငလင်ဘေးလှူရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကတော့တိမ့်တရာမရှိပါဘူးဒါတော့ဘုံ20 30လောက်တော့ရှိမှာပါအဲကျန်တာကတော့ဘုံတို့ရီဘေးတော့အကျန်လေးအလှူဝေးလေးနဲ့ပုံပြီးတော့တိမ့်တရာမတည်ပြီးတော့လှူရမှာဖြစ်ပါတယ်ကဲရေးပါပြုလေးမရေးထက်ဖောက်မယ်ဟုတ်ပြီအဲ side တွေဖောက် side တွေလည်းဖောက်အေး အော်ကြည့်ဒီဒီအားမနေပါလားဒီပွဲကဟုတ်ပြီဘုံလို့ဆိုတော့တင်30လောက်တော့ရှိမှဖြစ်နေအဲ့တော့ဒီပတ်စံနဲ့ဘုံတို့ရေဘေးမူးရင်းတော့ရေဘေးမှာအဲနောက်ကျရေဘေးပြန်လာပြီးတော့မှလူရန်ထားတဲ့နောက်ကျလူငွေလေးတွေရှိပါတယ်အဲ့ဒါနဲ့ပေါင်းပြီးတော့ဘုံတို့ရှိတာလေးနဲ့စိုက်ပြီးတော့အချက်သိန်း100မှတ်တည်ပြီးတော့မှတ်တည်မှဖြစ်ပါတယ်ကျန်တဲ့အလူရှင်တွေတော့ဘုံတိကျမခေါ်ပါဘူးတကယ်လို့ ကိုယ်စီလာတဲ့ကိုယုံကြည်ကြည်လူဒန်းရှင်နေဆိုရင်တော့ဘုံတို့ကိုယ်တိုင်သွားပြီးတော့လူဒန်းပေးมาဖြစ်ပါတယ်အဖေကဒီတရားပွဲနဲ့တရားပွဲဆိုတော့ဟိုအလှတရားပွဲကြီးတွေတော့မပါဘူးပေါ့လေဟိုအလှအလှတရားပွဲတို့အနေကင်းနေ့တရားပွဲမနေ့တရားပွဲတို့နောက်ဟိုအလှအလှပွဲလေးတွေကနေပြီးတော့ရလာသမျှတွေကိုဒီထဲကိုထည့်ထားတာပါလုံးဝမတုံပါဘူးဒါကဟိုပြီးခဲ့တဲ့သတင်းချုပ်ကနေပြီးတော့အခုထိဖြစ်ပါတယ် ွဲဗီဒီယိုလေးကိုစောင့်ထိလက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုမှဝမ်းသာပီတိဖြစ်ရပါတယ်နော်ဒီထက်မကလည်းလှူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အရောက်မှလည်းဝမ်းသာပီတိဖြစ်ပြီးတော့လေးဘာပြောရမှန်းလားမသိတော့သူတို့ကိုကြည့်ပြီးတော့တကယ်လည်းပျော်တယ်ပေါ့နော်အဲဒီဟိုအခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းတော့ရလှူတန်းမှာပဲဖြစ်ဖြစ်ဒီကိုထုံးမင်းလို့နွယ်ပိုးအိမ်လို့ကပဲဆက်သွယ်လှူတန်းမှာပဲဖြစ်ဖြစ်သူတို့ပြောတဲ့ပေလေးရင်ရိုင်းပြီးတော့ဆက်သွယ်လှူတန်းနိုင်ပါတယ်လို့တတိယကောင်ပလိုက်ပါတယ်ရှင်မွဲဗီဒီယိုလေးကိုဆုံးထိလက်ပါကြည့်ရှုပေးတဲ့အမျိုးတွေအားလုံးဘေးအန္တရာယ်အပေါင်းကင်းရှင်းပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်လီ တဲ့တင်ဟာတာဗီဒီယိုလေးဘူးတူရရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့ချန်နယ်လေးကိုလိုက်ဆက်ကြည့်နှစ်တော်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား